မင်္ဂလာပါကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်မိတ်ဆွေများကို Perfect Home YZ ကနေပြန်လဲကြိုဆိုလိုက်ပါရဗျကျွန်တော်ခုရောက်ရှိနေတာဆိုရင်ပြူးလွင်မြို့ရက်ခွဲ29ခန်းဒီစခန်းဒီစခန်းထဲမှာပါတူကြီးကုန်းထဲကိုကျွန်တော်ရောက်ရှိနေတာပါကျွန်တော်ခုရောက်ရှိနေတဲ့လမ်းဟာဆိုရင်တူကြီးကုန်းနဲ့တောင်ကျွန်းရွာသွားတဲ့လမ်းပေါ်ပေါ့ကျွန်တော်ရောက်ရှိနေတဲ့အဲ့ရွာသွားတဲ့လမ်းပေါ်ရဲ့တကွမ်းကုန်းမှာတည်ရှိတဲ့အဲ့အပါမိမိအပြည့်စုံနဲ့အစ်စ်နေထိုင်လို့ရမယ် လုံးဝအိမ်အစ်စ်အတန့်အစ်စ်ဆက်ဆက်လေးကိုကျွန်တော်မိတ်ဆက်ပေးခြင်းလို့ရောက်ရှိနေတာဖြစ်ပါတယ်။ကဲအိမ်လေးကိုတစ်ချက်ပတ်ကြည့်ရအောင်။ကျန်လေးရဲ့အကျယ်အားဆိုရင်ညနေစာ2:40 ခြေနောက်အခြေ55ပေအကျယ်ပေါ်မှာတိဆောက်ထားတဲ့ဒီအိမ်လေးရဆိုရင်ဝင်ဝင်ချင်းမှာဒါကားပါကင်အတွက်အသုံးချလို့ရမယ့်နေရာနောက်ပြီးတော့ရေစင်အတွက်အသုံးချလို့ရမယ့်နေရာလေးပြုတ်လုပေးထားရဗျ။ဒါတော့အိမ်ရဲ့ဝင်ဝင်ချင်းတွေ့ရမယ့်အိမ်ရဲ့အနေထားလေးတသက်ရရနဲ့လုံးဝနေချင်းစပွဲလေးပြုတ်လုပေးထားတယ်။ဒီအိမ်ရဲ့ဒီဘေးတစ်ချက်မှာဆိုရင်လည်းဒါကားနှစ်စီးလောက်အေးဆေးဆေးထိုးလို့ရအနေထားလေးတစ်ခုဗျ။ဒါတော့ဝင်ဝင်ချင်းတွေ့ရမှာဒါအနေထားလေးအိမ်ကြီးကတော်တော်လေးတန့်အပေါ်မှာဆိုရင်ဒီမှာ lighting ကောင်းကောင်းလေးမီးမလာတော့ကျွန်တော်ဖွင့်ပြလို့မရအောင် lighting ကောင်းကောင်းလေးဆင်ပေးထားတယ်။အဲဝင်ဝင်ချင်းတွေ့ရမယ်။အဲခန်းကျယ်ရဲ့အနေထားလေးဒါတော့ဝင်ဝင်ချင်းတွေ့ရမယ်ဒီဘေးကလက်မှာဆိုရင်ဘုရားကံဘုရားကံနေရာအနေထားလေးတစ်ခုကိုပြုတ်လုပ်ပေးထားတယ်။ဒါပတ်ဝန်းကျင်အနေထား။ကဲအဲခန်းကျယ်ရဲ့ဘေးလေးမှာဆိုရင်ယူခတ်တခန်းထည့်သွင်းတည်ဆောက်ပေးထားရမယ်။ယူယူကံဒီယူယူကံရဲ့ဘေးမှာဆိုရင်နောက်ထပ် master bedroom တခန်း လောကတန်တန်ရှင်းရှင်းလေးနဲ့နေစဉ်စပွဲလေးကျော်မတ်စရာဘာရော့ကန်နဒီဒါပြောင်းမယ်ရှိုးရတယ်ဒီမှာတက်ဆင်ပေးထားတယ်ဘူထိုင်ထရိုင်လက်တက်ဆင်ပေးထားတယ်ကဲဒီဘက်ကိုကျွန်တော်နောက်ထပ်အခန်းကိုကျွန်တော်ထပ်ပြရမယ်ဒါကတော့ dining and kitchen room အဖြစ်အသုံးချလို့ရတဲ့နေရာလေးလောကတန်တန်ရေးရလေးတန်တန်ရှင်းနေတဲ့တစ်ခါတည်းစိတ်ကြည်စေတဲ့အဖြူအောင်လေးတုပ်ပေးထားတာမို့ကျွန်တော်ဒီအိမ်လေးကိုစိတ်တိုင်းကြားမိရဗျဒါကတော့ common toilet ဒီချိုးခန်းအဖြစ်အသုံးချလို့ရတဲ့နေရာလေးပြုတ်လုပ်ပေးထားတယ်။ကဲကျွန်တော်ဒီအိမ်ရဲ့အပြင်ဘေးဘက်လေးပတ်ဝန်းကျင်နေထားလေးကျွန်တော်ပြမယ်ဗျ။ဒါကတော့ဘေးပတ်ဝန်းကျင်အနေထားနေထားလေးတွေကျော်ပြပေးနေတာ။လူပတ်ဝန်းကျင်မှာဆိုတော့ဒီလိုတိုက်ကြီးတိုက်ကောင်းနေဒီလိုလူနေစိတ်တဲ့မူလအရွာမြေရက်ွက်မြေစစ်စစ်ပေါ်မှာတိဆောက်ထားတဲ့ဒီအိမ်လေးဖြစ်တယ်။ဒီအိမ်လေးရဲ့ခေါ်စင်းတော့ကဆိုရင်1550 ညီနိုင်နဲ့ရောင်းချပြီးမှဖြစ်တယ်။ဒီအင်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ကြည့်ရှုဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းညကိုခွန်လေးလုံးကိုလေးတလေးရှိကိုဆက်သွယ်မေးမြန်းပြီးတော့ကြည့်ရှုဝယ်ယူနိုင်ပါတယ်ခင်ဗျာ။ကျွန်တော်မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်။ဒါပဝန်ကျင်နေထားလေး